အားလုံးပဲမင်္ဂလာပါတရှိခွန်ကားပီဒီကနေ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆရာကတော့တာရွန်နဲ့လက္ခဏာပေးတာဆရာဆရာရဲအောင်ပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ဒီစက်တင်ဘာလ28ရက်နေ့ကနေအဲဒီအောက်တိုဘာလ4ရက်နေ့အတွင်းဒီတစ်ပတ်တာကာလာအတွင်းမှာခွန်နေသားသမီးတွေကမှကံကောင်းမွန်ဆုံးနဲ့ကံစတာအထူးကြဆုံးဖြစ်တဲ့နေ့နဲ့ အဲ၃ခုပေါ့နော်နိမ့်နံ၃ခုကိုဆရာက ရွေးချယ်ပြီးတော့အဲဖတ်ကြားပေးသားမှာဖြစ်ပါတယ်သူတို့ရဲ့ကံကြမ္မာတွေဘယ်လိုဖြစ်မလဲကံစရာတွေမှာဘယ်လိုမျိုးထူးခြားလာမလဲဘယ်လိုကံအညံ့တွေကိုကျော်လွန်နိုင်မလားဒါမှမဟုတ်ရင်မကျော်လွန်နိုင်မဲနဲ့ခက်ခက်ကြုံနေရအောင်မလားဆိုတာကိုတော့ဆရာနဲ့တူကြည့်လိုက်ရအောင်ကဲစဉ်းစဉ်းပြီးရင်စလိုက်ရအောင် ကဲရွေးချယ်တာတော့ရွေးချယ်ပြီးသွားပြီပေါ့နော်ဘယ်နည်းနဲ့သားသမီးတွေဖြစ်မလဲအရင်ဆုံးကြည့်မယ်ပြီးရင်ကန်စတာလေးတွေဘယ်လိုဖြစ်လာမလဲဆရာတစ်ခါပြောပြမယ်နော်ကဲပထမအောင်ဆုံးနေသားကကြတော့တနင်းကနေသားသမီးဖြစ်ပါတယ်ကဲဒုတိယနေသားကကြတော့အင်္ဂါသားသမီးဖြစ်ပါတယ် ကဲနောက်ဆုံးနေသားနေနဲ့ကကြတော့ဂျာတာပရိသတ်သမီးဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေရဲ့အင်္ဂါရဲ့ဂျာတာပရိရဲ့အဲ့တော့တနင်္ဂနွေနဲ့အင်္ဂါရဲ့ဂျာတာပရိရဲ့ကဘလိုမျိုးပိုင်းကဏ္ဍလေးတွေမှာတိတိကျကျပြောင်းလဲလာမလဲဘလိုကံစရာအခွင့်အလမ်းလေးတွေကိုရရှိလာမလဲပထမဆုံးပိုင်းပထမဆုံးပိုင်းအနေနဲ့ကကြတော့မိမိရဲ့လုပ်ငန်းပိုင်းလို့လည်းပြောလို့ရတယ်ကိုယ့်ရဲ့စီးပွားပိုင်းပေါ့နော်လုပ်ငန်းဆိုတာကကြတော့ကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့ လုပ်ငန်းဒီကိုကသူများလုပ်ငန်းမှာလုပ်ကန်တယ်အဲကိုကကုမ္ပဏီဝန်ထမ်းဒါမှမဟုတ်ဝန်ထမ်းလုပ်ကန်တဲ့လူဆိုရင်တော့ဝန်ထမ်းပိုင်းပေါ့နော်လုပ်ငန်းပိုင်းပေါ့အဲ့လိုပုံမဲ့ကိုကကိုပိုင်းလုပ်ငန်းလုပ်ကန်တဲ့အနေနဲ့လူဆိုရင်တော့စီးပွားရေးပိုင်းပေါ့စီးပွားရေးပိုင်းနေလုပ်ငန်းပိုင်းနေမှာအဲကိုအတွက်ပေါ့နော်ပိုကောင်းတဲ့အခွင့်လန်းမျိုးလေးကိုရရှိလာမယ်အခွင့်လန်းမျိုးဆိုတာကကိုလုံးမှကိုရမယ်ကိုအနေနဲ့ပေါ့နော်အဲထူးထူးချွန်ချွန်နဲ့ကိုကစွစွဆဆလောက်ကင်တဲ့လုပ်ငန်းမျိုးအဲ ဝန်ထမ်းပါဆိုလဲဝန်ထမ်းကကိုယ့်ရဲ့လုပ်ငန်းထဲမှာကိုကအာသူများတွေမလုပ်ဘူးအဲကိုကဒါလေးကိုစွန်ဦးလုပ်ထားလိုက်တယ်စွန်စားပြီးလုပ်လိုက်တယ်ဗျာအစတင်ပြီးလုပ်တဲ့လုပ်ငန်းကထပြီးတော့အောင်မြင်သွားတာမျိုးထပြီးတော့အကျိုးပေးသွားတာမျိုးထပြီးအဆင်ပြေသွားတာမျိုးပေါ့နော်အချိန်ကောင်းအခါကောင်းဖြစ်သွားပြီးတော့ကိုက်ညီသွားပြီးကိုယ့်အတွက် ရားပိုင်ခွင့်မျိုးတွေခွင့်လန်းကောင်းလေးတွေချက်ချင်းရလာတာမျိုးအဲ့လိုမျိုးလေးတွေလည်းဖြစ်လာမယ်ကိုယ့်ရဲ့ဒီစီးပွားရေးဘိုင်းမှာလည်းဒီလကောင်ပဲစီးပွားရေးဘိုင်းမှာသူများတွေနဲ့အပြိုင်ဆိုင်ပဲလှုပ်ဖဲနေကိုကိုယ်တိုင်ကခွဲထွက်လိုက်ပြီးတော့လောက်ကန်တဲ့လုပ်ငန်းမျိုးတွေကပို့ပြီးတော့အားသာချက်မျိုးတွေပို့ပြီးတော့အဆင်ပြေမှုမျိုးတွေရရှိလာမယ်အဲ့တော့ကောင်းကောင်းမွန်မွန်နဲ့အဆင်ပြေလာမယ်ပို့ပြီးတော့လည်းဟိုကိုယ့်အတွက်ရားပိုင်ခွင့်တိုးတက်မှုတွေအောင်မြင်မှုတွေရလာမယ်ဆိုတော့ကန်နမိတ်ထဲမှာပထမဆုံးတွေ့ရပါတယ်ကဲဒုတိယတစ်ခု ဒုတိယတစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ပေါ့နော်ဒီမိသားစုဝင်တို့ကိုယ့်ရဲ့အဲအိမ်ထဲမှာရှိတဲ့ကလေးသူငယ်တို့ဒါမှမဟုတ်ကိုယ့်ထက်ငယ်တဲ့လူမျိုးအောက်လက်ငယ်သားတွေအကြောင်း သိညရတာမျိုးလေးတွေသူတို့ရဲ့ဆုံးရှုံးမှုတွေကြောင့်ကိုပါပူဆွေးဝမ်းနည်းမှုတွေရနေတာမျိုးပူလောင်မှုလေးတွေခံစားနေရတာမျိုးသူတို့ရဲ့ပြဿနာတွေကိုကိုကိုတိုင်ကလက်ရှင်းပြီးတော့ပေါ့နော်ပင်မနေရတာမျိုးလေးကြောင့်အတက်ပါတယ်အဲ့တော့အိမ်တွင်းအိမ်တော်ကြီးဘက်မှာတော့အငဲတွေကြောင့်အဲကိုထက်ငဲတဲ့လူတွေအဲကိုအောက်လက်ငဲသားတွေကြောင့်ပေါ့နော်စိတ်ညစ်စရာလေးစိတ်ပင်ပန်းစရာလေးတွေကျွတ်နေရတတ်ပါတယ်ဒါလေးကတော့ဒုတိယကံစရာလေးဖြစ်ပါတယ် ကဲနောက်ဆုံးကန်စတာနောက်ဆုံးကန်စတာအနေနဲ့ကကြတော့အဲဒီပြောရမယ်ဆိုတော့ကို့အတွက်ပေါ့နော်ကို့အတွက်ရပိုင်ခွင့်မျိုးတွေပြောပြီးတဲ့နောက်မှာ ကိုအနေနဲ့ပညာရေးပိုင်းနေအသည့်တိုးတက်မဲ့ဟာမျိုးအဲပို့ပြီးတော့အသည့်တင်မဲ့အရာမျိုးလေးကိုအနေနဲ့ပေါ့နော်ရည်ရွယ်ထားတယ်ဩကိုဘယ်နှလာပိုင်းကြရင်တော့ဘာစင်နဲ့တက်မဲ့အဲဘယ်နှလာပိုင်းကြရင်တော့ဘလိုမျိုးလေးလောက်ကင်ကျင်နေအဲဘလိုမျိုးအတက်ပညာလေးသင်ကျင်နေအဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးတော့ဆရာကောင်းတမန်ကောင်းတွေနဲ့တွေ့ရပြီးတော့ဒီကိုအတွက်ပေါ့နော်ဟိုတိုးတက်မဲ့လက္ခဏာမျိုးတွေအဲတိုးတက်မဲ့အောင်မြင်မှုမျိုးတွေအခွင့်လန်းကောင်းမျိုးတွေရလာလိမ့်မယ် အထူးသဖြင့်တော့ပညာရေးပိုင်းတွေမှာပညာရဲ့ကောင်းလေးတွေပညာရဲ့ပိုင်းလေးတွေမှာထူးထူးခြားခြားအောင်မြင်လာတာမျိုးလေးတွေဖြစ်လာမယ်ကန်စရာနမိတ်ထဲမှာပါရှိပါတယ်အဲ့တော့ဒီကန္နာထဲမှာပညာရဲ့နဲ့ပတ်သက်ပြီးလေးလာစည်းဘူးခြင်းတဲ့လူတွေကတော့တခြားဟာတွေကိုအာရုံမရပါနဲ့ဒီကိစ္စဒီပညာရေးကိုပဲဒီဇိုင်းမမတ်နဲ့သွားပေးပါအဲ့တော့ပညာရေးမှာတော်တော်လေးကို ကိုးအတွက်ပေါ့နော်ဟိုအားသာချက်မျိုးလေးတွေအဲပြောင်းလဲမှုကောင်းလေးပြီးသားဆိုတော့ဟိုဒါလှုပ်လိုက်လို့ ညောင်ဆက်တွေရလာမှာမျိုးမဟုတ်ပဲနဲ့ကို့အတွက်ပေါ့တသက်တာအတွက်ပေါ့နော်ဒီအာမခံရှိတဲ့အာမခံချက်ပေးနိုင်တဲ့ပညာရေးမျိုးတွေပညာရည်မျိုးတွေကိုသင်ကြားနေရတာမျိုးတွေသင်ကြားခွင့်ရနေတာမျိုးတွေကျွန်တော်တက်ပါတယ်အဲ့တော့ဒါတလောကတော့ပြောရရင်တော့လုပ်ငန်းပိုင်းနဲ့ပညာရေးကိုအဓိကတားပြီးဒီတပတ်တာကန်စတာကိုကြော်လွှမ်းနိုင်ဖို့တော့လိုအပ်ပါလိမ့်မယ်။ဒါတွေကတော့ကန်စတာလေးဖြစ်ပါတယ်။အဲ့တော့ကန်စတာလေးနဲ့ပတ်သက်ပြီးတော့ပြောပြီးတော့နောက်မှာတော့ပြုလုပ်ပေးရမယ့်ရည်ရည်ကိုဆရာကပြောပြမှာဖြစ်ပါတယ်။အဲ့တော့ ပြုတ်ပြရမယ်ရေရရလေးအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာအဲကိုယ့်အတွက်ပေါ့နော်ထမင်းလေးတစ်ပွဲနော်မြန်မာမို့တဲ့ကမှာထမင်းလေးတစ်ပွဲကိုကိုယ့်ရဲ့အိမ်ဖျားလေးမှာလူတန်းပြပါလူတန်းပြဝရကြတော့ဖျောင်းနိုင်အဝါ9တိုင်ပေါ့နော်တိတိလေးအဲ့တော့ဖျောင်းနိုင်အဝါ9တိုင်ကွတိကိုကတပင်ဟိုတညညတဲ့ပေါ့နော်အဲ့လိုမျိုးပုံမဲ့တချို့ဆိုရင်9တိုင်ဆိုရင်ဆရာက9တိုင်ဆို9တိုင်ပဲလုပ်လိုက်တယ်တိုရာရှိတာတိုရာရှိတာအဲ့လိုကြီးကွာတယ်ဗျအဲ့လိုမျိုးပုံမဲ့တည်တည်ကြကြဆင်းလုံးကြောဖြစ်မဲ့ဖျောင်းနိုင် အဝါရောင်ငားတိုင်ကိုရှာမယ်ပြီးတော့ဒီအတိုင်းအတာကလည်းရှေမဲဟာမျိုးမဟုတ်ဗျာညင်ညာလေးနဲ့ဖြစ်မဲငားတိုင်လုံးတိတိကျလေးဖြစ်မဲညင်ညာလေးနဲ့ဖြစ်မဲငားတိုင်လေးပေါ့နော်ဖျောင်းတိုင်ငားတိုင်လေးကိုကိုယ့်ရဲ့အိမ်ဖျားလေးမှာပူဇော်ပေးပါပူဇော်တဲ့အခါကျရင်လည်းစပြီးတော့ပူဇော်တဲ့ချိန်ကစပြီးတော့ကိုဖြစ်ကျင်တဲ့အရာတွေကိုကြုံနေရတဲ့အရာတွေကိုအနေနဲ့တကယ်လိုအပ်တဲ့အရာတွေကိုဆူတောင်းပြီးတော့ပေါ့နော်လူရန်ပြပါအဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့ကင်ဆာလေးတွေကလည်းဒီဖျောင်းနိုင်ခဲ့သူပဲ ပို့ပြီးတော့ပေါ့နော်လင်းထိန်လာမယ်ပို့ပြီးတောက်ပလာမယ်ပို့ပြီးတော့လည်းဟိုပြောရင်တော့အခွင့်လန်းကောင်းတွေရလာမယ်အဲနီးကောင်းလမ်းပြလေးတွေလည်းလမ်းညွန်မှုကောင်းတွေပေးနိုင်မယ်လူမျိုးတွေနဲ့တွေ့လာမယ်အဲ့တော့ဒါလေးကတော့ဒီတစ်ပတ်တာအတွက်ကံကောင်းစေမယ်ဒီပေါ့နော်ရရလေးဖြစ်ပါတယ်အဲ့တော့ကံစရာအញ្ញံလေးတွေပြောင်းကင်းသွားပြီးတော့ကောင်းမွန်မွန်ရရှိလာပါစေလို့ဆရာလေးဆုတောင်းပေးလိုက်ပါတယ်ကဲဒီတစ်ပတ်တာမှာတော့ဒီလောက်နဲ့ပဲလုံးဆက်လိုက်ပါတယ်နောက်တစ်ပတ်နောက်တစ်ပတ်တွေမှာလည်းမတူညီတဲ့နေသားတွေမတူညီတဲ့ကံစရာလေးနဲ့အကုန်လုံးဆရာကပြောပြမှဖြစ်တဲ့အတွက် ဒီဗီဒီယိုလေးလိုက်လိုက်ရှယ်လို့တောက်ဖို့တယ်လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်